ရှမ်းပြည်တောင်ပိုင်းဘက်မှာတော့ဒီကနေ့မနက်အစောပိုင်းကမိုးသက်ထန်စွာရွာသွန်းတဲ့အပြင်လေပင်းတွေတိုက်ခတ်ခဲ့တာကြောင့်ရေပြန်တက်လာမှကိုဒေသခံတွေကစိုးရိမ်နေကြတယ်လို့သတင်းရရှိပါတယ်။ဇွန်လပိုင်းကလေးကရေကြီးတဲ့ဒဏ်ကိုကာလရှည်ခံစားနေရတဲ့ရှမ်းပြည်ဘက်ကနေရာတချို့မှာလက်ရှိချိန်ထိရေကတိတ်တာစွာကျဆင်းသွားခြင်းမရှိတဲ့အပြင်အခုလိုမိုးဆက်ကောင်းနေမယ်ဆိုရင်ရေကထပ်တက်လာမှဖြစ်တယ်လို့ဒေသခံလူမှုကွန်ရက်စေးလူပိနေသူတို့ကပြောပါတယ်။အဲဒီတော့ ဒီနေ့ကြတော့စရွာလိုက်တာတော်တော်လေးမိုးကြီးတယ်လေတွေရောပါတယ်ပြည့်ပဲပြောမှာပေါ့ဒီနေ့မနေ့ဒီနေ့ရောက်ကအဲ့မှာမိုးအရန်ကောင်းနေတယ်အဲ့မှာကျော်အင်းထဲမှာတော့ဒီလေပြေရောနည်းနည်းတိုက်နေတယ်တဲ့အခုချိန်ကြီးတော့မိုးကတော့အုပ်နေတော့မယ်ဖွဲဖွဲဖွဲကြောက်ကြနေတယ်မိုးကဒီလိုရွာမယ်ဆိုရင်တော့ရေကတော့ချီးဦးမှာပဲရောက်ရောက်တိတောင်ကြတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုဒီဒီမြင့်တက်နေတာကနေကျွန်တော်တို့ဘယ်လိုပြောမလဲ၁၀ပေလောက်တက်တဲ့ရေကတစ်ပေနှစ်ပေလောက်ပဲကြတာဆိုတော့ ဒီလိုဆက်ရွံ့နေမှုကတော့ဟိုဒီရည်ရည်ရမ်းတော့ပြန်မြင့်တက်လာအောင်ပါပဲ6နှစ်ပိုင်း6နှစ်ပိုင်းမှာဟာတော်တော်လေးတော့မြုပ်လိုက်သေးတယ်လေတချို့တချို့ဒီမျိုးပေါ်တွေရောအကုန်အဲဒီမှာအခုဒီ6လပိုင်း9လပိုင်းမှာစပြီးတော့ကျွန်တော်ဆက်ပြန်တက်လာသေးတယ်ဗောကြီးကမိုးကောင်းတော့ဒီဆိုကျွန်တော်ထင်တော့ဒီမိုးတိုင်းဆိုရေကပြန်တက်အောင်ပါဒါပြင်အင်းလေးရေပြင်ဟာမိုးရွာတာနဲ့မြင့်တက်လာပြီးတချို့သောအင်းတွေကခြေရန်ရှိအင်းတွေဝါထီယံအင်းတွေဟာလက်ရှိချိန်ထိရေနစ်မြုပ်နေစေဖြစ်ပါတယ် ရေထွက်ပေါက်တစ်ခုတည်းသာရှိနေတဲ့အပြင်အင်းလေးကံမှာနုံမြည်တွေများလာတဲ့အတွက်ကြောင့်ရေချဖို့အချိန်ကြာနေတာလို့လည်းသိရပါဗျ။ဟုတ်ကဲ့ရေရီရကျွန်တော်တို့ဒီအတောင်ဖက်မှာကျွန်တော်10တခုတော့ရှိရပါတော့မူမူပြေအဲ့ဒီဖက်တွေတော့ဖောက်တော့ဖောက်ချနေပြီမဲ့လေဒီရေရဆက်ရှင်းတော့ပြန်မကြနိုင်ဘူးထွက်ပေါက်ကတစ်ခုပဲရှိရရေထွက်ပေါက်ကတစ်ခုပဲရှိရရေဝင်ပေါက်ကဟောတော့ရှိတယ်ဆယ်ချောင်းကြော်တယ်ပေါ့အဲ့ဒါဆိုတော့တော်တော်လေးတော့ရေရချဖို့တော့မလွယ်သေးဘူးပေါ့ကျွန်တော်တို့အင်းလေးကနုံ ဟိုဘယ်မှာနုံမြေပူရှာမှုများသွားတော့အလေးကံတဖြည်းဖြည်းနဲ့တိမ့်လာတာပေါ့ဗျာပြောလို့ဆိုဒီတောင်ပေါ်ကကျလာတဲ့ရေတွေအဲဒီနုံလေးတွေကဒီအလေးကံမဲ့နဲ့မှာဒါဆုသွားတော့ရေရတဖြည်းဖြည်းနဲ့ဟိုနည်းနည်းကြွာလာနဲ့နည်းနည်းဘူးဘူးနည်းနည်းကောင်းပြီးဆိုနည်းရတော့ဆက်ရွာပြီးဆိုတော့ရေရတက်ပြီဘာလို့ဆိုအလေးကြီးကအနက်ပေကဟိုရေတော့16ပေ20ရှိနေစေအခုက73ပေလောက်ပဲကျန်တော့ပါဘူးအနက်ပေကအဲအဲ့လိုပုံစံမျိုးဖြစ်နေပေါ့အလေးကံရဲ့ကြီးအတိမ်ဟိုဟာပေါ့နုံမြေကအရန်များလာတာပေါ့ ရေထုများပြီးတော့ရေထုကဟိုမြင့်တက်လာတာပေါ့အဲအဲ့လိုအဲ့လိုလေဖြစ်နေတာပေါ့လက်တလုံးမှာတော့အင်းလေးကံပဝင်းကျင်ကြေးရွာကဒေသခံတချို့ဟာအိမ်တွေအမြင်ပိုင်းတွေကိုရွှေ့ပြောင်းနေထိုင်နေကြပြီးမိုးရွာတဲ့အခြေအနေကိုဆက်လက်စောင့်ကြည့်နေရတယ်လို့ဒေသခံတူကဆိုပါတယ်အေးမိုးရပြည့်ရောအေးတယ်လို့ပြန်တရတဲ့အရင်နေတော့ပြန်ယူသွားသွားပြီးအခုကပြန်လို့ပြန်တရတဲ့ကြီးရအေးရွာတဲ့မနေရမိုးရိုးလေးရောတအားပြင်းနေတယ်အေးအခုကတော့ရွှေပေါ်ပြောင်းပေါ်တော့မချိုးရရေးလေးနန်းနေနေကြတော့နော် 哦，他妈娘，我阿婆他妈带你哈，努力啊！哎，我们你娘三月哈，哎呀，咱娘个的也有啊嘞，母啊！你这个你太爱说的话，哎，哦，哎，你咯，谁看你咯，你要公平不？စက်တင်ဘာ29ရက်နေ့ပိုင်းကလည်းအင်းလီကန်တွင်အမှတ်သားပြုတိစောက်ထားတဲ့ဟင်းသာတိုင်းမှာရေအပ်ကိုနှိမ့်ညွှန်သွားခဲ့ပါတယ်။ဒါဟာငလင်တန်ရေပေးတန်လေပြင်းတန်နဲ့ကျွမြောပိတ်တဲ့ဒဏ်တွေကြောင့်ဟင်းသာတိုင်းရိုင်းနဲ့တင်းဆောင်းနေခဲ့ရတာကနေနှိမ့်ညွှန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စကိုင်းကလင်ကြီးကြောင့်အထိနာခဲ့ရတဲ့အင်းလေးဒေသမှာရေကြီးတဲ့တံကိုလည်းတစ်နှစ်အတွင်းနှစ်ကြိမ်မကဆူဆူရွရွခံစားနေကြရတာကိုတွေ့ရပါတယ်။လက်တလုံးမှာတော့တိုင်ဖွန်းမုန်တိုင်းဘူအလွိုင်းရှိန်ကြောင့်စက်တင်ဘာ30နဲ့အောက်တိုဘာ1ရက်နေ့တို့မှာရှမ်းပြည်နယ်တစ်ခုလုံးနေရာစိတ်စိတ်မိုးထစ်ချုံရွာပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ပြီးမိုးများနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ ီးခဲ့တဲ့နှစ်ကမကျင်းပဖြစ်ခဲ့တဲ့ကဘာကျော်အင်းလေးဖောင်တော်ဦးဖျားပွဲကိုလည်းစက်တင်ဘာ21ရက်ကစလို့ကျင်းပနေပြီးဖျားသုံးစုကိုရွာစဉ်လှည့်လည်အပူဇော်ခံနေစေဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။အဲ့ဒီဖျားပွဲဟာသတင်းကြိုလာပြကျော်3ရက်အောက်တိုဘာလ9ရက်နေ့မှာပြီးဆုံးမှာဖြစ်တယ်လို့ဒေသခံတွေက MBA ကိုပြောပါတယ်။